ဟာသူနဲ့အတူဓမင်းစားအောင်ဆိုတမင်းရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတုံးအေးလေစားရနေတောက်ခံနေချောင်းတဟော့ဟော့နဲ့ညော့စရာကြီးတရားအားနာမပြောရဘူးသူမိမြက်ကလည်းဒီကားရဲ့အချိန်မှာသူကဒီ shooting စိမ့်မော်စရောက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းနေတာ character အတိုင်းအဲ့လိုလုံးဝမျက်နှာကိုအဲ့လိုမျိုးငယ်ပြီးတော့အဲ့လို အရေးသနာဖို့ကောင်းတယ်ဒီတိုင်းကြည်အောင်ပါလေညီမလေးအကွာလမ်းမေးမှာအမိုက်သိင်းနဲ့စီပင်ဝင်နေဆိုတာတို့တိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြလဲကိုကြီးအဲ့ဒါမတွေ့မိဘူးလားညီမပြောမလို့ပါနဲ့ဟာကိုကြီးကပညာမှမတတ်တာဒီလိုတွေဒီရွယ်ရောက်ဒီအကုန်ကြီးအဆအဆရအနစ်နာခံပြီးကျွေးမွေးပြုစုစောက်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်ပါအဲဟုတ်တယ်အရေးဆိုးရယ်ဆိုးရတာမှသူဆိုးတာထက်ကိုရှိုင်းတယ်လို့ပြောလို့ရမယ်ပေါ့နော်ဒီကိုအကူအရင်ကမှ အရန်မောက်မာပြီးတော့စကားတွေကအရန်ကြမ်းတမ်းနေပုံတော့ပြီးတော့တားကလေးတစ်ခုလောက်မြစ်တာရက်ခံချင်တာပါလေဆိုတော့ဒီကားလေးကိုအာဒီကားမှာပါတယ်တချို့ထိုင်ရလို့တွေကပုံတော့အရန်ကျန်နေပေါ့နော်ကကူရိုင်းမပြောချင်ဘူးဒါပေမဲ့အဲအဲ့စင်းနေမှာကျတော့ဒီအတိုင်းပြောမှအတိတ်ပဲတက်ရောက်မဲ့ အရာမျိုးရှိရေပေါ့နော်အဲ့လိုဆိုတော့တချို့တန်လို့တွေကိုမပြောစင်မဲနဲ့ပြောထားရပါတယ်အဲ့ဒါကဘယ်ဘယ်သူ့ကိုမှဘယ်ဒီအဓိကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါကတောင်းမဲ့ချင်တာဒါစော်ကားတဲ့အချက်မရှိပါဘူးလို့ကိုညမကိုလမ်းမှာတွေ့လို့ခေါ်လိုက်မိတာမလေးဆက်စင်လားခေါ်မိုက်တဲ့နေ့တော့ညလှမ်းခေါ်နေနည်းနည်းသိလို့လားမသိပါဘူးဟာတခါမှတော့မမြင်ဘူး ဟုတ်ဒီနေ့ကတော့စိတ်နှန်းတော်ကနေပေါ့နော်ဒီတာမင်နေအမ်မင်္ဂလာတော်စိုက်ပွဲပါအောင်နော်တကြံအကျိုးစေးရောင်းပွဲလေး20နှစ်23 24ပေါ့နော်3ရက်တိုင်တိုင်ကျင်းပပေါင်းပါလို့ဖြစ်ပါရဲ့ရှင်အဲစိတ်နှန်းလုံနဲ့အလုတ်တွဲလုံလာဒီနေ့ကလာမှာဒီဆက်ကတာမဝတ်ဘူးသေးဘူးပေါ့နော်တော့ဘဝလိုဝေးပွဲဟာလေးစဉ်းစားအောင်ပေါ့နော်ဒီဇိုင်းလေးလေးစမ်းနေစိတ်စိတ်ရောအရင်တုန်းကကြိုက်တဲ့သူဆိုတော့တိတ်ပါတယ်ဒီဝတ်ထားလို့ဆက်ပါဟုတ်အဟောဒီဇေယျမွေးမှာဆိုလို့ရှိရင်တော့စိတ်တင်နဲ့ရွှေသူတွေကို25ရာခိုင်နှုန်း discount နဲ့ရောင်းချပေးသွားမှာပေါ့နော်ပြီးရဲ့ခါကျတော့အလဲ0% န်းနဲ့လည်းအဲကက်စတမာကြီးလုပ်ပေးသွားမယ်ပြီးတော့တော့ဒီဒီလရဲ့မှာပဲပေါ့နော်တိုင်းစီတီမှာဒီ28 29 30မှာလေးဈေးရောင်းပွဲလေးရှိပါသေးရဲ့ရှင်အဲဒီတာမင်နဲ့အမ်ဘူလဲလာအားပေးလို့ရတယ်လို့မျိုးဒီတိုင်းစီတီမှာလုပ်လို့ရှိရင်လည်းအားပေးလို့ရပါတယ်ရှင်အဲ့လောက်ကြီးရောအာအဲ့လိုမတင်အောင်ပေါ့နော်မတင်မပဲနဲ့ထောက်သွားတယ်လို့ထင်ပါတယ်ဟုတ် ပြီးမြောက်ပိုးတော့တော့ပြီးမြောက် share ထားတာလေးရှိရတယ်။အဲ့ဒါရင်းနဲ့ပိုးတယ်။ဟုတ်အဲ့ဒါလေးကြီးကချစ်ဖို့ကောင်းပါရဲ့။ဒါကတော့ဒီဘယ်လိုပြရမလဲ။တာတို့ကြာလဲတရံလို့တရုပ်တူလေးနော်။ဆိုတော့ဒီအမိုက်တိန်းနဲ့ဒီတရားရဲ့ character ကိုပေါ်ဖို့အတွက်ကကြာတော့ဒီလိုပုံမှန်ထက်လိုရာထက်ပိုပြီးတော့ over လုပ်ရတဲ့နေရာလေးလေးရှိရပါတော့။အဲ့လိုဆိုတော့ poster မှာတော့လေအဲ့လိုမျိုးဒီပုံရဲ့ lighting တင်ထားတဲ့ပုံ lighting တောင်းချင်ပါရဲ့။ဒါတင်တာတော့ ဒီ situation ကိုဘာလို့မြင်ထားလို့လားမသိဘူးနည်းနည်းလေးပိုထင်းနေအောင်ပေါ့နော်အဲဇက်ကားလာလို့ရှိရင်ကြည့်ကြည့်ပါအဲ့လောက်ကြီးမျက်နှာမပေးပါဘူးဟုတ်ကိုညမကိုလမ်းမတူလို့ခေါ်လိုက်မိတာမလေးဆက်စနာခေါ်မိုက်တိုင်းနဲ့တော့ညောင်းခေါ်နေနည်းနည်းတိလို့လားမသိပါဘူးဟာတစ်ခါမှတော့မမြင်ဘူးအဲဟုတ်တယ်အရင်ဆိုးရတယ်ဆိုးရတာကသူဆိုးတာတစ်ခါကိုရှိုင်းတယ်လို့ပြောလို့ရမယ်ပေါ့နော်ဒီကိုအကိုအရင်ကမှ အာအရန်မောက်မာပြီးတော့စကားတွေကအရန်ကြမ်းတမ်းနေပေါ့နော်ပြီးတော့သားကလေးတစ်ခုလောက်မြေတားရက်ခံချင်တာပါလေဆိုတော့ဒီကားလေးကိုအာဒီကားမှာပါတယ်တချို့ထိုင်ရလို့တွေကပေါ့နော်အာထိုင်ရလို့တွေကပေါ့နော်အရန်ကျန်းနေပေါ့နော်တကူရိုင်းမပြောချင်ဘူးဒါပေမဲ့အဲအဲ့စင်းနေမှာကျတော့ဒီအတိုင်းပြောမှအတိတ်ပဲတက်ရောက်မဲ့ အရာမျိုးတွေရှိရပေါ့နော်အဲ့လိုဆိုတော့တချို့တန်ရလို့တွေကိုမပြောစင်မင်းနဲ့ပြောထားရပါတယ်အဲ့ဒါကပေပေသူ့ကိုမပေဒီအကြီးကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါတောင်းမဲ့ချင်တာဒါစော်ကားတတ်ခြင်းမရှိပါဘူးလို့ဒီ character အရာဒီအလောက်ကသူ့အတွက်တင်ငယ်စရာအကူကသူ့အတွက်ရှက်စရာဆိုပြီးတော့ဒီစန်နာဆိုတဲ့ character ကတင်ငယ်ပြီးတော့သူကအလို ကြားရတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးပြောရတဲ့အလို့တွေကိုနားလည်ပြီးပါလို့ပြချရခင်ချင်ပါတယ်။ဒီကနေလေစီဗီအသက်ရှင်ဝန်ထမ်းတွေကိုပေါ့နော်။ဒါအနေနဲ့အဲတောင်းပန်ချင်ပါတယ်လို့အဲ့လိုမျိုးလေးတုံ့နှံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတပတ်ကအလိုပြောချင်စီမရှိပါဘူးလို့ဟုတ်ဒုက္ခပါပဲဟာသူနဲ့သူတမင်းစားရမှာဆိုတမင်းရင်စားဖို့လောက်ထားခါရဲဆိုမှာပဲတက်တက်လာတုံးအေးလီစားရနေတောက်ခံနေချောင်းတဟော့ဟော့နေညွန့်စရာကြီး ဘယ်အလုံးလုံးလို့မိဘမိဘပဲရှက်စရာလို့တွေးရမှာမဟုတ်ဘူးလေဒါဆိုလို့ရှိရင်ဒီမြေစာရဲမှာဆိုရင်အကိုကြီးကကျတော့အကိုကြီးအဖိုက်အဖေနေရာမှာရှိရတယ်အဲ့ဒါကိုတတလုံးလဲကျွင်းဝင်းပြုစုခဲ့တယ်ဆောင်းရှောက်ခဲ့တယ်ဒီကိုရဲ့ဇီးရင်အကုန်လုံးလဲအကိုကတာဝန်ယူပေးထားတာပေါ့သူကတိမ်ငယ်ပြီးတော့ဒီအလုပ်ကိုရှက်စရာမြင်နေပြီးတော့အကိုကိုလဲပြောတဲ့စကားတွေကဆော်ကားတဲ့စကားတွေပေါ့နော်အဲ့လိုမျိုးဆိုတော့ အဓိကအဓိကလေးကလေပညာပေးကားလေးပါအဲ့လိုမျိုးဆိုတော့နောက်ပိုင်းမှာတော့အဲ့လိုသူကလည်းသူဘယ်လိုမျိုးဖြစ်တာလေးရှိရပါတော့เนาะပြီးတော့သားတို့ရဲ့ဒီနေစာဇက်လန်လေးရကြတော့ true story ပါ true story ဆိုတာအပြေလောကမှာရှိခဲ့ဘူးလေမိသားစုတစ်ခုကိုဒီကြိုးယုတ်ခံပြီးတော့ ဇက်လန်သဘောလို့ပြန်သွားထားတာပေါ့နော်ဒါကလေကိုမိမြတ်အင်တာဗျူးတစ်ခုမှလည်းဖြေထားတာရှိပါသေးတယ်ဟို90ရာခိုင်နှုန်းလောက်ကအမှန်ပေါ့နော်30ရာခိုင်နှုန်းလောက်ကကြာလေဒီဇက်လန်သဘောရချိန်ထားတာလေးရှိရပေါ့နော်အဲ့လိုဆိုတော့ဒီလို character မျိုးတွေကအပြည့်မှာရှိပါတယ်အဲဆိုတော့တာတို့ကဒီရုပ်ရှင်အနေနဲ့ပညာပေးအနေနဲ့ဒီပြိဿကိုချပြထားတာပေါ့နော်ဆိုတော့ ဟိုကြည့်ရှုပြီးတော့ဝေဖန်အားပေးပါအောင်လို့ဟုတ်အဲအများကြီးတော့ညှိုးလင့်ထားပါတယ်ဘာလို့လဲဆိုတော့ရုပ်ရှင်ကားကြီးမှာလုခွက်ရဖို့ကအရင်ရှားရယ်ပေါ့နော်ဘာလို့ဒီဟိုအနေနဲ့ MRD ဘုံမှာတော့9နှစ်လောက်လုခဲ့ပြီဒါပေမဲ့ဒီရုပ်ရှင်ဘက်မှာဆိုရင်ကျတော့အစိမ့်တသက်ပေါ့နော်ဂျုံကထွက်ပြီးတော့မှအစိမ့်တသက်အနေနဲ့အစ်စ်ကနေပြန်စရတာဆိုတော့အရန် challenge ဖြစ်ခဲ့ရယ်အများကြီးလေးစူးစမ်းထားရယ်ပေါ့နော်ဆိုတော့ ့ပြည်သက်တွေအနေနဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်လက်ခံအောင်လို့ဒါအများကြီးကြိုးစားထားပါတယ်။တရားအားနာတယ်မပြောရဘူး။သူပြည်မြက်ကလည်းဒီကားရဲ့တဲ့အချိန်မှာသူကဒီ shooting စိမ့်မော်စားရောက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းတွေက character အတိုင်းအဲ့လိုလုံးဝမျက်နှာကိုအဲ့လိုပြိုးငယ်ပြီးတော့အဲ့လိုအရေးသနာဖို့ကောင်းတယ်ဒီတိုင်းကြည့်အောင်ပါလေ။ကိုကြီးရုံးမြန်သူကားကြီးပြီးအာမီကြီးကတကယ်တည်းကိုမြေပကအိုက်တော့အဲ့လိုဆိုတော့လေစင်းမော်မှာအဲ့လိုသူကလေရောက်ကြတဲ့အဲ့လိုမျိုးလေအဲ့တော့ကိုကလေ ိုရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့မပြောရဘူးသိလားအဲ့လိုဟဲ့တနာမှဘာလို့အဲ့လိုပြောနေရတယ်ပေါ့နော်ဒါပေမဲ့လေကိုကအရင်ပြောတဲ့ခါကျမှကိုမင်းရဲ့ character ပို့ပြီးတော့ဒီတနာမှုကောင်းမယ်ဒီညမဆိုတယောက်ရဲ့အဲ့လိုပုံစံပုံပေါ်မှာဆိုတော့တော်တော်တော့အာမရိုင်းတာပါလေအဲ့ဒီချိန်မှာဟုတ်ဒါ trailer ကြည့်ရတာနားရတာအားပြုတ်ဖို့ကြောကြတယ်လို့ဒါမကျေနပ်ကြတယ်လို့ကိုယ်ကိုနည်းနည်းရတာအိုက်ကျိုကြည့်ပြီးမော်ဒီကြလူလည်းရှိရတယ်တော့တကယ်ပြတ်က တိရှိဆောင်ရောမနေတိရှိကဆောင်အောင်မှာတိရှိဆို trailer ကြည့်တွေကငိုချင်ကြတယ်ဘာလို့လဲဆိုတော့ဒီကားကလည်းအဲ့လိုမငိုချင်ငိုချင်အောင်လုပ်မှာအဲ့တော့ဆောက်လာကလေးကသမားဆရာမကောင်းကောင်းအောင်လုပ်ထားပြီးတော့ပြိတ္တတီကိုလောကမျက်ရည်ချူမဲ့ကားပေါ့နော်အဲ့လိုဆိုတော့ကိုမိမျက်ကိုအရင်တုန်းကအာပေးရပြိတ္တတီဆိုပို့ပြီးအောင်မှာငိုရမယ်ချင်ပါတယ်ရှင်ဟောအရန်ပြောတယ်ဒီ ကိုယ်ဒီ character အနေနဲ့အာရွေးချယ်ပေးရဲ့သူအနေနဲ့လည်းဒါမျက်နှာမပြည့်စရာဘောနော်ကို့အနေနဲ့ဒီအကောင်းဆုံးလို့ပြနိုင်တယ်လို့လည်းအဲခံစားရတယ်ပြီးတော့ကိုပါဝင်းနဲ့ကဒီလောက်ထိအဲဒီဘောနော် music မှာအဲ့လိုတစ်ချိန်လုံးတက်လာနေရမြင်ရလीအရန် PT ဖြစ်မိပါတယ်ဟုတ်